ဆရာကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားသောမွန်တီခရစ်စတိုမြို့စာကြီးအခန်း22ဘုံတော်ကြီးဘူဆိုနီဒီကနေ့ကတော့1629ခုဇွန်လ3ရက်နေ့ပါပဲဒီဂရော့ဟာပွန်တူဂတ်လို့ခေါ်တဲ့သူ့ရဲ့အသေးစားဟိုတယ်တကားဝမှာမတက်ရက်နေတယ်တယောက်ယောက်ကလမ်းအတိုင်းမြင်စီးပြီးလာနေတယ်။အဲ့ဒီပုံကိုပေါ်ပြီးနီနီကက်ကက်ရောက်လာတော့ဘုန်းတော်ကြီးတပါးဖြစ်နေကြောင်းဒီဂရော့တတိပြူမိတယ်။ဝေယုံအ ਨੇ ကိုဝတ်ဆင်ထားတယ်။ တောက်ချိုသုံးခုပါတဲ့ဥထုပ်တလုံးကိုဆောင်းထားတယ်ဘုံတော်ကြီးကမြဘွားဆင်းလိုက်တယ်ဒီနေ့ကတော့ပူအိုက်တဲ့နေ့တနေ့ပါပဲသူကလူကိုလန်းလန်းစင်းစင်းဖြစ်သွားစေမယ့်ဝါအရက်ကိုတောက်ဖို့မှားလိုက်တယ်ဆန်ရှင်ကဝိုင်းကိုယူလာပြီးဖန်ခွက်တစ်ခွက်သေးသူနေနေလင်းလောင်းထည့်ပေးတဲ့အခါဘုံတော်ကြီးကသူ့ကိုမေးလိုက်တယ်တက်နာမေဒီကရောက်လားမှန်ပါတယ်ခမညာ ကျုံနာမီကတော့ဖာတာဘူဆိုနေပါ1814ဒါမှမဟုတ်1815ခုနှစ်လောက်ကဒန်ဒီလို့ခေါ်တဲ့သင်္ဘောသားတယောက်ကိုတင်တိခဲ့သလားလို့ဘုန်းတော်ကြီးကမေးလိုက်တော့သူကကျွန်တော်အရင်နှီးဆုံးမိတ်ဆွေပဲလို့ဆန်းချင်းကပြန်ပြေတယ်ဘုန်းတော်ကြီးကသူ့ကိုတီးလို့လားသူဘာဖြစ်သွားလဲလို့မေးလိုက်တယ်သူထောင်ထဲမှာတည်သွားတယ်သူတေခါနေတည်တော့မဲ့စစ်စစ်အချိန်မှာကျုပ်ကိုသူ့အိမ်ရာပဲတော့ခေါ်တယ် သူကကျုပ်ကိုစိန်တလုံးပေးခဲ့တယ်။အဲ့ဒီစိန်ကတခြားအကျဉ်းသားတယောက်စီကနေသူရထားတာ။ပြီးတော့အဲ့ဒီစိန်ကိုရောင်းပြီးရတဲ့မွေကိုသူ့ရဲ့အရင်းနှီးဆုံးမိစေ9ယောက်တို့ခွေးဝေပေးပါလို့ကျုပ်ကိုမှာခဲ့တယ်။အဲ့ဒီစိန်ကကျုံနဲ့အတူပါလာတယ်ပြီးတော့တင်ကကျုပ်ရှောင်းဝင်နေတဲ့မိစေများအနဲ့တယောက်ဖြစ်တယ်လို့ဖာသာဘူးဆုံနီကပြောလိုက်တယ်အန်အိုးဖို့ကောင်းလိုက်တာဗျာလို့ဒီဂရော့ကပြောလိုက်တယ်အဲ့ဒီစိန်ကဘလောက်တန်တလေးခမားလို့မေးလိုက်တယ် စိန်ကဖရန်တန်ကငါတောင်းတန်တယ်ပြီးတော့တခြားမိစေ၄ယောက်ကကိုဘသူတွေပါလဲသူ့အဖေရဲ့သူ့ရဲ့တတို့သမီးဖြစ်တဲ့မာစီဒီဆိုတဲ့မိန်းကလေးတယောက်ရဲ့ဖာနန်ဆိုတဲ့လူငယ်တယောက်ရဲ့ပြီးတော့ဒန်ဂလာလို့ခေါ်တဲ့တခြားလူတယောက်ရဲ့အလိုလေးတနာစရာကောင်းလိုက်တဲ့အလမုံလို့ဒီဂရော့ကအမီဒီတန်ပြလိုက်တယ်သူအဖေကတော့လွန်ခဲ့တဲ့နှစ်ပေါင်းတိုတိုကြာကြာကလေးကတည်ခဲ့ပြီဗျ။တခြားသူတွေကတော့သူ့ရဲ့မိစေတွေလုံးဝမဟုတ်ပါဘူးဗျ ကျွန်တော်ကသာသူ့ရဲ့စစ်မှန်တဲ့တူဦးလေးတို့မိစေပါလို့ပြောလိုက်တယ်။ကျေးဇူးပြုပြီးတခြားသူတွေအကြောင်းကျုပ်ကိုပြောပြဆမ်းမအောင်သူ့အဖေအကြောင်းကစပြောပြလို့ဘုန်းတော်ကြီးကပြောလိုက်တယ်။အဒဝန်ကိုဖမ်းခေါ်သွားကြတော့အဘိုးကြီးတန်ဒီဟာအရန်ကိုခြေခွေးဝန်းနေခရတာပေါ့။သူ့သားပြန်လာမှကိုအင်ကားနေပြီးသူစောင့်ဆိုင်တယ်။တင်မိုးပန်ရှင်ဝန်စီယာမိုရီကသူ့ကိုကူညီဖို့ကြိုးစားတယ်။အစားအသောက်ဝေဖို့မွေကြီးပေးခြင်းအပြင်ပေါ့ခင်ဗျာ။ဒါပေမဲ့အဘိုးကြီးကမာနကြီးလွန်းနေတယ်။ အဲ့ဒီမွေးကြေးကိုမတုံဘူးနောက်ဆုံးကြတော့ငပြက်ပြီးသေဆုံးသွားတာပါပဲခင်ဗျာသူရဲ့အတူပါစီကိုမွန်စီယာမိုရီကအကုန်စားခံပြီးတင်းကြိုပေးခဲ့ပါတယ်လို့ဒက်ဂရကပြောပြတယ်ပြီးတော့ဒန်ဒီရဲ့တခြားတငယ်ချင်းတွေအကြောင်းကိုဖာနန်နဲ့ဒန်ဂလာတို့လေးလို့ဘုန်းတော်ကြီးကမေးလိုက်တယ်သူတို့ကတော့အဘိုးကြီးကို မကူညီကြဘူးလားသူတို့ကအက်ဒမွန်ကန်ဆုံမိုးမောင်ကြအောင်လို့တဲ့အကြောင်းရင်းတရားခံတွင်လေးလို့ဒက်ဂရကပြန်ပြောတယ်သူတို့က တားဖြစ်သူအက်ဒမွန်ကိုနပိုလီယန်ဘိုနာပတ်ရဲ့ကိုစလီဆိုပြီးဆွတ်ဆွေးတန်ကြားကြတဲ့သူတွေပါခင်ဗျာဒီကိစ္စကိုခင်ဗျားဘယ်လိုသိတာလဲသူတို့နှစ်ယောက်အတူတူပူးပေါင်းပြီးရှုဝက်ကြံစီတုံးကဟိုတယ်လာရက်စင်မှာကျွန်တော်သူတို့နဲ့အတူတူရှိနေတယ်ဒီဒန်ဂလာကစာကိုရေးတယ်ဖာနန်ကအဲ့ဒီစာကိုထည့်တယ်ဟာဖရိုင်ယာရေးခင်ဗျားပြောတာမှန်လိုက်တာပြလို့ဘုန်းတော်ကြီးကသူ့အတူလေးတန်းပြပြလေးနဲ့ရွေးပြဆိုမိတယ် ဘာပြောတာပါလိခမညာလို့ဒီဂရော့ကမေးတယ်။ဘာမှမဟုတ်ပါဘူးလို့ဘုန်းတော်ကြီးကပြန်ပြောလိုက်တယ်။ဒန်ဂလာတို့ဖာနန်တို့နဲ့ပတ်သက်ပြီးကျုပ်ကိုထပ်ပြီးပြောပြပါအောင်ခမညာ။အခုဆိုရင်သူတို့ကလူချမ်းသာတွေဖြစ်နေကြပြီဗျ။ဒါကဘလို့ဖြစ်ရတာလဲ။ဒန်ဂလာကမာဆေးယားထွက်သွားပြီးစပိန်ဘန်နက်တခုမှာမွေကန်တယောက်ဖြစ်လာတယ်။ပြင်သစ်နဲ့စပိန်စစ်ဖြစ်ကြတဲ့ကာလအတိုးတွင်မှာသူကပြင်သစ်စစ်တပ်မှာ ဆက်ရေးတယောက်ဖြစ်လာခဲ့တဲ့ရန်မုံမွေတွေကိုခိုးယူခြင်းအပြင်သူကစပိန်မှာမွေချင်းအများအများရလိုက်တယ်။အဲ့ဒီမွေတွေနဲ့အတူပြင်သစ်ကိုပြန်လာပြီးဗန်လုပ်ငန်းရှင်ကြီးတယောက်ဖြစ်လာတို့တာပါပဲ။သူကဘရင်ရဲ့မိတ်ဆွေတူဖြစ်သူချမ်းသာတဲ့မုံဆိုးမတယောက်ကိုလည်းလက်ထပ်လိုက်တယ်လေ။အခုဆိုရင် သူကတန်းကျစ်တထေးကြီးတယောက်ပို့ခင်ဗျာ။ပြီးတော့သူ့ကိုမူးမတ်ဘေရန်ပွေလေးပေးလိုက်တယ်။ ေရွန်တန်ကလာလို့သူကပွေးနံပြီးရတော့တာပေါ့ခင်ဗျာပြီးတော့ပေရဲမျိုးရှိကြီးကျယ်တဲ့အင်ဒိုကြီးတစ်ဆောင်မှာသူနေထိုင်လျက်ရှိပါတယ်ပြီးတော့ဖာနန်အကြောင်းကရောဖာနန်ကစစ်သားတယောက်လေနပိုလီယန်ကသူ့ရဲ့စစ်တပ်ထေကိုဝင်ဖို့သူ့ကိုခေါ်တယ်ဝါတာလူးတိုက်ပွဲမတိုင်ခင်မှာ သူကဗိုလ်ချုပ်တယောက်ရဲ့တကားမှာဆောင်ရတဲ့ကင်းသမားအဆောင်ပေါ့အဲ့ဒီဗိုလ်ချုပ်ကစစ်တပ်ကထွက်ပြေးပြီးအင်္ဂလိပ်တွေစီသွားတော့ဖာနန်ကသူနဲ့အတူလိုက်သွားတယ်လေ နပိုလီယန်ရှုံးနိမ့်တဲ့အခါဖာနန်ကဗိုလ်ချုပ်တဲ့သူပြင်သစ်ကိုပြန်လာတယ်။အဲ့ဒီအချိန်မှာသူကစစ်ဗိုလ်တယောက်အဖြစ်ရထူရတော့တယ်။မကြခင်မှာသူဗိုလ်ကြီးဖြစ်တော့တယ်။သူ့ကိုစပိန်နိုင်ငံသို့ပို့လိုက်တယ်။အဲ့ဒီမှာသူကဒန်ဂလာနဲ့ပြန်တွေ့တာပဲ။အဲ့ဒီနှစ်ယောက်ကမွေဝင်ကောင်တယောက်နဲ့တယောက်ကူညီကြတယ်။စပိန်နိုင်ငံမှာပဲဖာနန်ကဗိုလ်မှူးကြီးတယောက်ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်သူ့ကိုအချိန်တိုင်းသို့ပို့လိုက်တယ်။ ဂျနီနာကမင်းသားအက်ဒလီတက်ပြီးလင်းမင်းသားကိုကူညီဖို့လေအလီမင်းသားကအသက်ခံလိုက်ရတယ်ဒါပေမဲ့သူမသေးခင်မှာသူကဖာနန်အတွက်အမွေအများအများထားခဲ့တယ်နောက်ဆုံးကျတော့ပြင်သစ်ကိုဖာနန်ပြန်လာတယ်တထေကြီးတယောက်အဖြစ်နဲ့ဘုခမရာထူးကလည်းဘုချုပ်ဆိုတဲ့ရာထူးနဲ့ကောင်းဟေဆက်ဆိုတဲ့ဘွေးကုံထူးကိုလေးရတယ်။သူလေးပေရီမျိုးမှာကြီးမားတဲ့အင်ကြီးတစ်ဆောင်နဲ့နေထိုင်ရရရှိပါတယ်။ဒန်ဒီမောင်းနှံလောက်ကန်ခဲ့တဲ့သင်္ဘောပန်ရှင်ရဲ့ မွန်စီယာဟော်ရီရောဘာဖြစ်သွားလဲခင်ဗျာဟာအလွန်တနာစရာကောင်းတဲ့မွန်စီယာမိုရီပါပဲခင်ဗျာတန်ဒီလွှမ်းမြောက်ဖို့အတွက်သူကသူ့ရဲ့မြွေကြီးပတ်စံတွေကိုအသုံးပြုခဲ့တယ်နိုင်ငံတော်ဥပဒေအရာရှိထံသူကစာတစောင်ပြီးတစောင်ရေးတယ်ချက်တူပဲအချင်းထောင်ကနေတန်ဒီလွှမ်းမြောက်ရေးအတွက်တောင်းဆိုချောက်ထားတယ်ဒါပေမဲ့သူ့ရဲ့စူးစမ်းမှုတွေက အချင်းချင်းဖြစ်ခဲ့ရတယ်အခုဆိုလျက်မာစီမာသူကသူ့သားနဲ့အတူနေထိုင်နေပူစေးတို့ကရောက်ပြီးစိတ်မချမ်းသာဖြစ်နေရတဲ့လူတယောက်ပါခင်ဗျာ ဘုန်းတော်ကြီးကခဏလောက်စကားပြောတာရပ်လိုက်တယ်။နောက်ဗာပြောရမယ်ဆိုတာဝေခွင့်မရတော့ခြေတုံချတုံဖြစ်နေပုံပါပဲ။အဲ့ဒီနောက်တီတိုလေးတန်လေးတတအနေနဲ့စကားတစ်ခုမေးလိုက်တယ်။မာစီဒီရောဗာဖြစ်သွားတယ်လေ။အိုးဒန်တီကိုဖမ်းခေါ်သွားတော့သူမအနေနဲ့မြှော်လန့်ချက်ပြတ်တုံးပြီးစိတ်ပြက်လက်ပြက်နေပို့ခမညာ။ဒါပေမဲ့ဖာနန်ကမာစီကိုစစ်ဖို့တရားအဖြစ်နဲ့ပြန်လဲပြန်လာရောသူမကသူ့ကိုလက်ထပ်လိုက်တာပါပဲ။ ။သူမကသူ့ကိုလက်ထပ်လိုက်တယ်လို့တအန်တအုံနဲ့ဘုန်းတော်ကြီးကအာမင်ဒေသန်ပြုတယ်။ဟုတ်ပါဗျာအခုဆိုရင် သူမကမိုးဆက်မျိုးစားကတို့ကြီးပို့ခမညာ။သူတို့မှာသားတယောက်ရှိတယ်။အဲဘတ်တဲ့။ဒါကြောင့်တိရဲ့အတိုင်းပဲဖာသာဘူဆိုနီ။အဲ့ဒီတခြားလူတွေအားလုံးဟာစမ်းသပ်ကုန်ကြပါပြီ။ဒါပေမဲ့အက်ဒမွန်တန်တီရဲ့တူဦးလေးတို့စစ်မှန်တဲ့မိတ်ဆွေဖြစ်တဲ့ကျွန်တို့သာဆင်းရဲကြံခဲ့တာပါခမညာ။အကြောင်းရအရာရာနဲ့ပတ်သက်ပြီးကျုပ်ကိုပြောပြတဲ့အတွက်အသင်းကိုကျေးဇူးတင်ပါတယ်လို့ဘုန်းတော်ကြီးကပြောလိုက်တယ် တင်တာလျင်သူ့ရဲ့တူတွေတို့စစ်မှန်တဲ့မိတ်ဆွေဖြစ်ခဲ့တဲ့အတွက်ဒီစင်ကိုတင်တယောက်တွေတို့အန်ဒမွန်ကပေးစီရှင်တဲ့ဆန္ဒရှိမှာပဲဆိုတာကြုတ်ချင်းတင်ပြရေးပါတယ်။ကက်ဒီမာဒီအဲ့ဒီစင်ပဲကြုတ်အနေနဲ့တခြားသူတွေကိုနောက်ထပ်ရှားဖို့မလိုအပ်တော့ပါဘူးခင်ဗျာ။ပျော့ပျော့ဆူဆူနဲ့သူ့အစင်ကိုဒီဂရော့တို့လမ်းပေးလိုက်တဲ့အဲ့ဒီနောက်မြင်းမို့တက်ပြီးစီးနဲ့ထွက်ခွာသွားလိုက်ပါတော့တယ်။ဒီဂရော့ကသူ့ရဲ့လိုဘဆိုးတက်ပြီးဖိဖိတောင်းနေတဲ့မျက်လုံးတွေနဲ့ကြီးမားတောက်ပြောင်နေတဲ့စင်ကြီးကိုကြည့်လိုက်တဲ့ အဲ့ဒီနောက်သူကသူ့ဇနီးကိုသူ့စီလာဖို့ခေါ်ပြီးသူ့ရဲ့ကံကောင်းမှုကိုကြားသိစေခဲ့ပါတယ်။အခန်း23ပွန်တူကဒေခိုစားတော့ဆန်း ဒီ ground နဲ့သူစန်နီကဆိုင်လေးရဲ့တကားမှာရပ်ပြီးအလွန်ကောင်းမွန်တဲ့စင်ကြီးကိုကြည့်စုတပိုးကြနေကြတယ်။တကယ်စင် acid တလို့ဟုတ်မဟုတ်ကိုတော့ဒိုးတွေဖိုးထုတ်စစ်ဆေးကြည့်ရမယ်လို့ဒီ ground ကပြောလိုက်တယ်။ဘူခါရီဈေးမှာ စင်ရွှေရတနာကုံတွေတွေရှိလိမ့်မယ်။ငါသူတို့စီကိုသွားပြကြည့်မယ်။အိမ်ကိုသာဂယုဆိုင်စောင့်ရှောက်ထားပါမိမကြီးမကြခင်ငါပြန်ရောက်မှာပါလို့ပြောပြီးဆိုင်ကနေခက်မြန်မြန်ထွက်ခွာတော့တယ်။ ပွန်တူကစားတောက်ဆိုင်ကလေးဟာလူသူအသွာအလာနေတဲ့နေရာတစ်ခုမှာတည်ရှိတယ်။အဲ့ဒီနေရာကိုခရီးသည်တွေများများဆဆမလာကြပါဘူး။အဲ့ဒီအတွဲကြောင့်ပဲအဲ့ဒီနေရာကိုမှောင်ကိုကုန်သည်တွေကအသုံးပြုကြပါတယ်။အဲ့ဒီနေရာမှာသူတို့တယောက်နဲ့တယောက်တွေ့ကြတယ်။တခါတရံကြတော့ရေးတွေဒါမှမဟုတ်အမျက်ခွန်အရာရှိတွေရဲ့ရံကလွဲ့အောင်အကာအကွေခြားတဲ့ခေါလုံတဲ့အနေနဲ့လာကြတယ်။ဆိုင်လေးရဲ့အပြင်နံရံမှာတေးသေးသေးလေးတလုံးရှိတယ်။ မောင်ခိုရဲအနေနဲ့အဲ့ဒီတေးသေးကိုဘသူမှမမြင်ပဲရွှန်းနေဝင်ရောက်နိုင်တယ်။ဆိုင်သေးကိုမောင်ခိုရဲကြည့်လို့ရအောင်နယံမှာအပေါက်သေးသေးလေးတွေရှိတယ်။အကယ်၍လူစိမ်းတဲ့အထင်းမှရှိနေရင်သူတို့တွေကတေးသေးမှပဲနေကြတယ်။အရာအရာအားလုံးဘေးကင်းလုံခြုံပြီဆိုတဲ့အခါကျမှသူတို့ကဆိုင်သေးကိုဝင်မယ်။အဲ့ဒီမှာဒေဂရော့ကကြိုးဆိုပြုစုပေးမယ်။ဒေဂရော့ဘူခါရီမှာရှိနေတဲ့နေ့မှာဘာတန်စီယိုဆိုတဲ့မောင်ခိုတယောက်က ေးတွေမတွေ့အောင်ရှောင်ပြေးလာတယ်။သူကပွန့်တူကန်စားတောက်ဆန်ဖက်စီတို့ထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာဒီလိုဖြစ်ဖြစ်တဲ့အာဒန်စီယိုကတေးသေးကိုဘေးဖက်ကနဲ့လူမမြင်အောင်ဆွန့်နှဲဝင်ရောက်တော့နေတော့မှာဒီကရာကစားတောက်ဆန်ကိုပြန်ရောက်ခါစားပဲရှိသေးတယ်။သူကနိုင်ရအပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါဒေဂရောင်းနဲ့ဘူခါရီဈေးကစင်ချွေကုံယတနာကုံတွေတယောက်ကိုတွေ့တယ်။ဒေဂရောင်းကသူ့မိမကိုခေါ်လိုက်တယ်။ဘုံတော်ကြီးကတို့ကိုလင်းသွားတာမဟုတ်ဘူးဟိစင်ကတကယ့်အစ်စ်ကွာ အဲ့ဒီစင်ရွှေရတနာဂုံတွေကအဲ့ဒီစင်အတွက်တို့ကိုဖရန့်ဝင်9000ပေးလိမ့်မယ်ကွာဒါပေမဲ့ဒီစင်ကိုတို့ကတကယ်ပိုင်မပိုင်သူကပထမဦးဆုံးတတေချာချာသိရှင်တယ်လေဒီစင်ကိုတို့ဘလို့ရလာလဲဆိုတာသူ့အတွက်ဝမ်အရဲ့ငါယူသွားနေတော့မှကျေးဇူးပြုပြီးသူ့ကိုပြောပြလိုက်ပါကွာဖာသာဘူးဆိုနေဆိုတဲ့ဘုန်းတော်ကြီးတပါးသူတို့ဆိုင်တော့ရောက်လာဖို့ သူနဲ့အတူစိန်စလုံးပါလာပြီးဒီစိန်ဟာသူ့ယောက်ျားရဲ့မိစေဟာအက်ဒမွန်ဒန်ဒီထံမှလက်ဆောင်တစ်ခုဖြစ်ကြောင်းပြောပြပုံတွေကိုမိမကြီးရစိန်ကိုတင်တို့ပြောပြတယ်။ဇနီးဖြစ်သူကလည်းယောက်ျားဖြစ်သူပြောတဲ့အတန်းအဖြစ်အပျက်ကို တညီလေးပြို့ပြတာကိုစင်ကုန်သေးကြတော့ကျေနပ်တော့တယ်။သူကစင်ကိုဖရန့်ဝင်9000ပေးပြီးဝေလိုက်တယ်။နယံအပေါက်ထီကနေချောင်းကြီးနေရင်ဒီမွေမွေပေးမွေယူအလေးအလေးလုံးနေတဲ့လက်တွေကိုမြင်တွေ့မြင်ပြီးဘာဒန်စီယိုကအံ့အားတက်နေတယ်။ဒီဂရော့ကမွေတွေကိုဘီယိုတစ်ခုတည်းမှထိပ်ပြီးတုတ်ခတ်လိုက်တယ်။ စင်ကိုတဲ့ကစင်ကိုအိတ်တတလေးတလုံးလေးကိုထိလိုက်တယ်။အဲ့ဒီအိတ်ကိုသူ့အင်ဂျင်အတွင်းဖက်ကြီးအင်ဂျင်အိတ်တစ်ခုထဲမှာထည့်ထားလိုက်တယ်။အဲ့ဒီနောက်သူကစားတောက်ဆိုင်ကနေထွက်ခွာဖို့ပြင်ဆင်တယ်။သူထွက်ခွာတော့တော့မှဆေးဆေးမှာပဲလျှက်စီကလက်ခဏီတစ်ချက်လင်းလိုက်တယ်။ပြီးတော့ခြေလောင်နဲ့မိုးချင်းတန်ကတုံးတချင်းချင်းနဲ့မြင်လာတယ်။ မုံတိုင်းဆင်နေပြီးမုံတိုင်းကြတော့မဲ့လက္ခဏာပါပဲ။အိုးဖရားရဲ့ဒီလိုရသည့်ဥတုမျိုးမှာခမားအပြင်မထွက်ရဘူးဗျ။မထွက်သင့်ဘူးလို့ဒီဂရကပြောလိုက်တယ်။မဟုတ်တာပဲဒီညကျမတို့နဲ့ပဲနေပါချင်းလို့သူဇနီးကလည်းပြောလိုက်တယ်။သူမနဲ့ဒီဂရတို့တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်။သူတို့နှစ်ယောက်တစ်ချိန်တည်းတစ်ပြိုင်နက်တည်းမှာတူညီတဲ့ကြောင်းမက်ဖွေအတွေးတစ်ခုတွင်းမိသွားပုံ။ ထင်ရတယ်။အိုးကျွန်တော်အဆင်ပြေသွားပါလိမ့်မယ်။ကျွန်တော်ကမိုးရှင်းတန်ကိုမကြောက်တတ်ပါဘူးလို့စင်ကုန်တွေကပြန်ပြောပြီးမိုးတက်မုန်တဲ့ကြတဲ့အထီးကိုပဲထွက်ခွာတော့ပါတယ်။သူ့လေးထွက်သွားရုံဇနီးဖြစ်သူကသူ့ယောက်ျားကိုမိလိုက်တယ်။ချင်းကသူ့ကိုဘာကြောင့်တော့ခွင့်ပြုရတာလဲ။မင်းဘာလို့ဆိုလိုတာလဲမိမလို့ဒီဂရော့ကမိလိုက်တယ်။ကျုပ်ဆိုလိုတာကသူ့ကိုရှင်တီမှာထိန်းထားတဲ့စိန်ကြီးကိုလက်လွတ်မခံသင့်ဘူးဒီလိုအတွေ့တွေကိုမစင်စားစမ်းပါနဲ့ကွာလို့ဆန်းကျင်ကပြောလိုက်တယ်။ဖရဲသခင်ကိုဆန့်ကျင်စုခွာရကြပါတယ်။ အဲ့ဒီအချိန်မှာပဲတအုံးအုံးတချင်းချင်းနဲ့ပိုပြီးချေချေလောင်လောင်မိုးချင်းလာတယ်။စားတော့ဆန်ဝန်းကျင်မှာလေကလေတဝုန်းဝုန်းတဝီဝီတက်ခတ်နေတာကိုကြားကြရတယ်။မောက်ခုတ်ကုံသေး ဘာတန်စီယိုကသူဒီနေရာမှာရှိနေကြောင်းဒေဂရောင်းတိအောင်လို့တော့မဲ့စစ်စစ်အတိပေတော့မဲ့စစ်စစ်မှာစားတောက်ဆန်တကားကိုခက်ကြစီခောက်တဲ့အတန်တန်ကိုချားလိုက်ရတယ်။ဒါကြောင့်သူကငင်ငင်လေးနေလိုက်တယ်။ဘသူလဲလို့ဒေဂရောင်းကအုံမင်းလိုက်တယ်။ကျုပ်ပါစင်ကုံသေးပါဒီမိုးရိပ်လေးတွေမှာလမ်းချလို့ကိုမရဘူးဗျာလို့အပြင်ကအတန်တန်ကပြန်ပြောတယ်။ဒေဂရောင်းကသူ့မိမကိုကြည့်လိုက်တယ်။ရှင်ပြောတော့ကျမကဘုရားသခင်ကိုစန့်ကျင်ဆိုကားတယ်ဆို ူမကလောင်ရည်ရင်ပြိုးလိုက်တယ်ဒါဟာကောင်းမြတ်တဲ့ဘုရားသခင်ပေါ့သူ့ကိုကျမတို့သူ့စီပြန်ပိုးပေးတာလေသူမကတကားစီသွားပြီးဖွင့်လိုက်တယ်အထေးကိုကြွားပါချင်းလို့သူမကစင်ကုန်သေးကိုပြိုးလိုက်တယ်သူမကစင်ကုန်သေးကိုကြိုးဆုံမှုပြုပြီးညစာစာပွဲတစ်ခုတီးခင်းပေးတယ် ဝါအရက်အမြောက်အများနဲ့ပို့သူကအပြည့်အဝဘိုက်တင်းအောင်စားတော့ပြီးတဲ့အခါအပေါ်ထက်ကိုတက်ပြီးအိယာဝင်ပါတယ်။ဘေးဘက်တေးတေးမှာစောင့်နေတဲ့ဘာတန်စီဝါအခုအချိန်မှတိတ်ပင်ပန်းလွန်းလို့အိပ်ပြိုသွားပါတယ်။အဲ့ဒီညာနှောင်းညင်းတဲ့အချိန်မှသူလက်နိုးသွားတယ်။အတန်တန်ရင်အပေါ်ထက်အခန်းတွေထဲမှာအခန်းတစ်ခန်းထဲမှာထိုးချစ်တက်ပို့တန်နေကြောင်းနိုးလာတာပါ။တယောက်ယောက်အသက်ခံရသလိုညင်းညူအိုဟစ်တန်တွေလေးကြားတယ်။အဆိုတဲ့အနှွေးတဲ့တမျိုးကအပေါ်ကကြာနေတယ်။ သူ့ကောင်းဖို့ကိုတဆက်ရှင်းကြနေတာအဲ့ဒီနောက်အဘိုးထက်တို့တယောက်ယောက်ဆင်းလာတဲ့တန်ကသူကြားတယ် သူကထားရလိုက်ပြီးနယံအပေါက်ထင်းကနေကြီးလိုက်တယ်။ဒီကရော့ကအခန်းထဲဝင်လာတယ်။လက်တစ်ဖက်ကမီးရင်တလုံးကိုကင်ထားတယ်။တခြားတစ်ဖက်ကအီတီတီလေးတလုံးကိုကင်ထားတယ်။အဲ့ဒီအိတ်ထီမှာစင်ကုံတွေကစင်ကိုထည့်ထားတာကိုဘတ်တန်စီကိုမြင်ခဲ့ရတယ်။အခုဒီကရော့ကဘီရိုစီသွားတယ်။စိုးစိုးကသူတုတ်ခတ်သိမ်းထားတဲ့ဖရမ်ဝင်9000ကိုထုတ်ယူတယ်။တကားစီတော့ကတော့ကယုံနဲ့အလျံမြန်သွားတယ်။ပြီးတော့ညအမောင်ထုထီမှာပြောက်ွေသွားပါတော့တယ်။ဘတ်တန်စီကစားတော့ဆန်တေးတော့အပြေးလေးဝင်သွားတယ်။ပလီကာကလည်းအပေါ်ထက်တက်သွားတော့ဒီကရော့မီမာရဲ့ရုပ် လုံးကိုခလုတ်တိုက်မိတယ်။သူမကပစ္စတိုတင်တဲ့နဲ့ပြစ်ခံရပြီးတင်နေတာဖြစ်တယ်။သူကအိတ်ခမ်းလေးဝင်သွားတယ်။စင်ကုန်တဲ့ကျမ်းပြေပေါ်မှာလေးကျနေတာကိုတွေ့ရတယ်။သူခန္ဓာပေါ်ကကြောင်မဲ့ခွေကောင်းတဲ့ဒဏ်ရာလေးခုမှသွေးတွေပန်းထွက်နေတယ်။ဒီမှာလည်းမီးဖို့ချောင်းသုံးဓာတ်လက်ကင်ကသူ့ရင်ဖက်မှာစိုက်နေတယ်။အဲ့ဒီနေရာမှာဒါကသူ့နှလုံးသားထဲအထိစိုက်ဝင်နေတယ်။ဘာဒါစီယိုကအောက်ထပ်တော့အလင်းမြန်ကတက်ကြိုက်ပြင်းစင်းခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့နောက်ကိုချီရခံပြီးလိုက်နေတဲ့ရေးအရာချီတွေက တကစားတော့ဆိုင်တကမှာရောက်နေကြပြီလေ သူတို့ကဘာတာစီကိုချက်ချင်းပဲဖိုင်းလိုက်ကြတယ်။ရေးအရာရှိတွေဒီမှာတယောက်ကသူ့ကောင်းတဲ့သူ့အဝတ်အစားတွေကိုလက်ညှိုးထိုးပြီးညွှန်ပြလိုက်တယ်။သူ့ကိုသူကြည့်လိုက်တော့သူ့မှာသွေးတွေပေးချမ်းနေတာကိုဘာတာစီကိုတွေ့ရတယ်။သူတေးသေးမှရှိနေတဲ့အခါတုန်းကမိုးရေနွေးနွေးလေးတွေသူ့ကိုပေါ်ကျလာတာကိုသူတတိယသွားတယ်။သူတတ်မှုဖြစ်တဲ့အချိန်မှာသူအပြင်ဖက်မှာရှိနေပါတယ်ဆိုတာအရှင်းပြဖို့သူစူးစမ်းတယ်။ဒါပေမဲ့သူကအပြင်ဖက်ကနေအတွင်းဖက်သို့ချုပ်ပင်းဝင်ရောက်ပြီးဆိုင်ထဲမှာလူနှစ်ယောက်ကိုတတ်တာဖြစ်ရမယ်လို့ရေးတွေကထင်ကြတယ်။